မင်္ဂလာပါခင်ဗျာဒီကနေ့မှာတော့မြမအနုပညာရှင်တူဖြစ်တဲ့ဆရာကြီးဦးရွှေစိုးဟန်ရဲ့လက်ရာမြောက်ပကြီးကားတွေကိုစူးစီးတင်ဆက်ပေးသွားမှာဖြစ်ပါလေဆရာကြီးရဲ့ပကြီးကားတွေဟာမြမမှုမြမဟန်မြမအငွေ့သက်တွေနဲ့မြမပြည်ရဲ့ရင်းမြေတဘာဝရင်ချိမှုနဲ့လူနေတဘာဝတွေကိုအဓိကထားရေးဆွဲထားတာကိုလေးလေးနက်နက်မြင်တွေ့ခံစားကြရမှာပါ ရာရွှေစိုးဝံအကြောင်းနဲ့ပတ်သက်ပြီးရေးသားထားတဲ့စာရီတွေကကျွန်တော်ဖတ်မှတ်ခဲ့ဘူးတဲ့အကြောင်းအရာလေးတစ်ခုကိုကျွန်တော်ပြောပြချင်ပါတယ်။အဲ့ဒါကတော့ရွှေစိုးဟံဟာရွှေစိုးဟံမှာပဲတဲ့။ဆရာပကြီးအောင်စိုးကဆရာနဲ့ရွှေစိုးဟံဟာခစ်ပြိုင်လားလို့သွားမေးကြမလို့ပါ။ဆရာပကြီးအောင်စိုးကိုယ်တိုင်က ရွှေစိုးဟံဟာ ပကြီးအောင်စိုးရဲ့တပည့်မဟုတ်ပါဘူး။ရွှေစိုးဟံဟာရွှေစိုးဟံမှာပဲ။ကျွန်တော်နဲ့တွေ့လို့ ရွှေဆိုးဟန်ဖြစ်လာတာမဟုတ်ပါဘူးရွှေဆိုးဟန်ဖြစ်လာမဲ့သူကရွှေဆိုးဟန်ဖြစ်လာမှာပါပဲအဲ့ဒါလို့ပြောခဲ့ဘူးလေဆက်မပြောပေမဲ့ဆရာပကြီးအောင်စိုးရဲ့စိတ်ထဲကပြောလိုက်တဲ့စကားကိုကျွန်တော်ကြားလိုက်ရတယ်လို့ပကြီးအောင်စိုးလည်းပကြီးအောင်စိုးရဲ့ကိုပိုင်စတိုင်နဲ့ရွှေဆိုးဟန်လည်းရွှေဆိုးဟန်ရဲ့ကိုပိုင်စတိုင်နဲ့တဲ့ ဒါကတော့ရှမ်းမောင်တာလင်းကဆရာရွှေစိုးကနံပါတ်3ရေးသားထားတဲ့စာရီတွေကကျွန်တော်ထုတ်နှုတ်တင်ပြထားပြီးတဲ့အကြောင်းအရာလေးပါခင်ဗျာဒါပြင်ဆရာမောင်တာလင်းရေးသားထားတဲ့ဆရာရွှေစိုးဟန်ရဲ့ပကြီးဟန်နေနဲ့ပတ်သက်ပြီးမှတ်ချက်လေးတစ်ခုကိုလည်းကျွန်တော်ပြောပြချင်ပါသေးတယ်ရွှေစိုးဟန်ဆိုတာပါလေကြော်ပြောင်းတဲ့ကောက်ချောင်းနဲ့ရိုးရဟန်မပြတ်စီပဲ အညာကြီးလေးရဲ့ယနာအသံနဲ့ဟန်ကို ပကြီးထဲမှာဆုပ်ယူပြီးပြိတ္တရင်ထဲပုတ်ပီးနေတဲ့ပကြီးရှာရီတဲကတယောက်ပါဝင်လို့ကျွန်တော်စိတ်ထဲမှာမှတ်ချက်ချလိုက်မိတယ်တဲ့အဲ့ဒီစာသားလေးတိုင်းပါပဲကျွန်တော်တို့တွေအညာရဲ့ကြီးလေးယနာအသံနဲ့ဟန်တွေကိုမြင်တွေ့ရမယ့်ပကြီးကားတွေကိုကျွန်တော်တို့အခုကြည့်ရှုခန်းစားလိုက်ကြရအောင်ပါခင်ဗျာ ရှာဥရွှေစိုးဟန်ရဲ့ပကြီကားရီပေါ်မှာကျွန်တော်တို့ပထမဆုံးသတိပြုမိတဲ့ဓမ္မယူဆချက်ကတော့မြမမှုမြမဟန်ကိုအလွန်တရာမှဓမ္မထပီးပုံဖော်လိုစိတ်ပြင်းပြနေတာပါပဲပကြီကားတစ်ချက်ချင်းစီမှာမြမရိုးရာဝတ်စားဆင်ရင်မှုတွေဘွဲတော်ခန္ဓာတွေကြိတ်လက်တော်ရွာရှုခွင်းနေနဲ့ဘာသာရေးဆိုင်ရာအထိတ်မှတ်တွေကို အသက်ဝင်လှပစွာ တွေ့မြင်နိုင်ပါလေဒါဟာ ဆရာကြီးရဲ့စိတ်ထဲမှာမြမအလှတရားတွေဘလောက်တောင်နက်နက်ဆိုင်ဆိုင်ခိန်အောင်နေတယ်လဲဆိုတာကိုပေါ်ပြနေတယ်လို့ပါပဲဆရာကြီးရဲ့ရေဟံကိုကြည့်မယ်ဆိုရင်အယောင်သွေးအသုံးပြုမှုမှာ အလွန်တရာတောက်ပပြီးဆွဲဆောင်မှုရှိတာကိုတွေ့ရပါလိမ့်မယ်တချို့ပြည်ကားတွေမှာဆိုရင်ရိုးရအမှုအသက်တွေပြင်ခေပေါ်အမှုပညာရဲ့ လွှမ်းမိုးမှုအနေငယ်ကိုပါဟန်ချက်ညီညီပေါင်းဆက်ထားသလိုခံစားမိပါတယ်။အသေးစိတ်ကြတဲ့မြညောင်းတွေပုံသဏ္ဍာန်ပေါ်ကျမှုတွေကရှားကြီးရဲ့ပကြီးပညာပေါ်ကျွမ်းကျင်ပိုင်နိုင်မှုနဲ့စိတ်ရှိတိခတ်မှုတို့ကိုပေါ်ပြနေပါတယ်။အထူးသဖြင့်ရွှေရောင်အောင်သွေးကို အသုံးပြုတဲ့နေရာမှာမြမရိုးရာပကြီးရဲ့ခန္ဓာထေဝါမှုကိုပုံမှုပေါ်လွင်စေပါလေ။ဒီပကြီးကားတွေကို မြင်တွေ့ရတဲ့အချိန်မှာ ကြည့်ရှုသူရဲ့စိတ်ထဲမှာဖြစ်ပေါ်လာတဲ့ခံစားချက်ကတော့အမျိုးမျိုးဖြစ်မယ်ထင်ပါလေ။တချို့ပကြီးကားတွေကငြိမ်းချမ်းအေးချမ်းမှုကိုပေးစွမ်းတယ်လို့တချို့ကတော့မြမရိုးရပွဲတော်တွေရဲ့တက်ချွမှုတွေကိုအပြည့်အဝခံစားရစေမှာပါ။ဘုရားပထူတွေတရားဘာဝနာဝါမျက်နေတဲ့ပုံရိပ်တွေကိုမြင်ရတဲ့အခါစိတ်ကိုကြည်လင်အေးချမ်းစေပြီးတိုင်းသားရိုးရပုံရိပ်တွေ လေယာမြီကလူနေမှုဘဝတွေကတော့ကိုနိုင်ငံကိုလူမျိုးရဲ့ရူတာဖြူစင်းတဲ့အလှတရားတွေကို ပြန်လည်အမှတ်ရစေပြီးဂုဏ်ယူစိတ်ကိုဖြစ်ပေါ်စေပါလေ။ဒီကတ်ချက်ချင်းစီကဒုက္ခဒုက္ခကမြမဖီရဲ့အပိုင်းစာလေးတွေကိုပြန်လည်ပုံဖော်ပြနေတယ်လို့ပါပဲ။ဆရာကြီးဦးရွှေစိုးဟန်နဘတ်တပီ ျွန်တော်တို့ဒီလောက်ပြောရမယ်ဆိုရင်ဆရာကြီးဟာမြမပကြီးလောကမှာထင်ရှားတဲ့ပကြီးဆရာတစ်ဦးဖြစ်ပြီးသူ့ရဲ့လက်ရာတွေကမြမပြည်ရင်းသာမကနိုင်ငံတကာမှာပါပြသခံခဲ့ရဘူးတယ်လို့သိရပါတယ်ဆရာကြီးရဲ့ပကြီးကားရင်းကားလင်းရတဲ့ချင်းသူဟာမြမရင်ချင်းမှုနဲ့အမှုပညာကို အလွန်ချစ်မြတ်လို့ပြီးသူ့ရဲ့ဘဝတစ်လျှောက်လုံးမှာအမှုပညာဖန်တီးမှုတွေနဲ့မြုံနှံထားသူတစ်ဦးဖြစ်တယ်ဆိုတာ ထင်ရှားပေါ်စေပါလေ။ယာကြီးရဲ့ပကြီကားတွေမှာနတ်ဂျမဒဏ္ဍာရီလပုံရိပ်တီထိကြည်ကြည်ပြတ်ပြတ်ရည်ဆွဲထားတာကိုလည်းတွေ့နိုင်ပါလေ။ဒါဟာယာကြီးရဲ့မြမသမိုင်းနဲ့ယဉ်ကျေးမှုဆိုင်ရာဘ ഹു ဒုဒ္ဒကျွယ်ဝမှုတွေကိုပြသနေတယ်လို့ဒူရာတွေကိုနောင်လာနောက်သားတွေသိရှိခံစားနိုင်အောင်အမှုပညာနဲ့မှတ်တမ်းတင်ချဲ့ခဲ့လို့တဲ့ဆန္ဒလေးဖြစ်နိုင်ပါတယ်ခင်ဗျာ။ ရာကြီးဥရွှေစိုးဟန်ရဲ့ပကြီးကားတွေဟာမြမအမှုပညာရဲ့အနှစ်သာရကို ဖော်ကျူးနေတဲ့တမူးမဖြန့်နှံတဲ့လက်ရာတွေဖြစ်ပါလေသူရဲ့ဆုပ်ချက်တိုင်းမှာမြမစိတ်မြမအလှနဲ့မြမအသက်တို့ကိုကိန်းဝတ်နေစေပါလေဒီပကြီးကားတွေဟာကျွန်တော်တို့မြမလူမျိုးတွေအတွက်ဂုဏ်ယူစရာအမွေအနှစ်တွေ ဖြစ်သလိုနိုင်ငံတကာကပကြီးပညာကိုချစ်မြတ်နိုးသူတွေအတွက်လည်း မြန်မာပြည်ရဲ့ယဉ်ကျေးမှုလှတွေကိုလေ့လာခန်းစားနိုင်မဲ့ brain mode တစ်ခုလည်းဖြစ်ပါလေဆိုတဲ့အကြောင်းတင်ဆက်ရင်ဆရာဦးရွှေစိုးဟန်ရဲ့အမှုပညာစွမ်းကားနဲ့မြမအပေါ်ထရှိတဲ့ချစ်ချင်းမြတ်တာကို DBG ကားရီကနေတဆင့်ခန်းစားရင်းဆရာကြီးကိုလေးစားခွန်ပြုလိုက်ရပါတယ်ခင်ဗျာ ဆရာဦးရွှေစိုးဟန်ရဲ့ပကြီကားတွေကိုလိလာခန်းစားပြီးတဲ့နောက်မှာနောက်တစ်ပတ်မြန်မာလဲတခြားသောမြန်မာပကြီဆရာတွေရဲ့ပကြီကားတွေကိုလိလာချင်းကပ်ရင်ကျွန်တော်တို့ရှင်နေရအောင်ခန်းစားကြည့်ကြပါကြခင်ဗျာအားလုံးကျမ်းမာချမ်းသာကြပါစေ။